သင်စဉ်းစားဘူးပါဒလားသင်နဲ့ငွေကြေးဈေးကွက်တွေကြားထဲမှာအချိန်နဲ့အချောင်းရာတွေကဘယ်လိုဆက်ဆက်နေလဲဆိုတာကိုပေါ့တစ်ချိန်က stock market ဆိုတာတန်းနဲ့ချီတဲ့လူတွေနဲ့စီးပွားရေးအနာဂတ်ကိုပြောင်းလဲခဲ့ပါတယ်နောက်ပိုင်း forex ကကမ္ဘာနိုင်ငံတိုင်းရဲ့ငွေကြေးစီးပွားရေးကိုဆွဲဆောင်ခဲ့ပါတယ်ပြီးတော့ဒီနေ့အချိန်မှာတော့ crypto ကလူတိုင်းရဲ့ဖုန်းထဲကနေယင်းနှိမ့်ညံ့မှုတွေနဲ့တခြားအရာတွေကိုအလွယ်တကူဝယ်နိုင်တဲ့အထိကိုတိုးတက်လာပါပြီ။ ဒီနေ့ကျွန်တော်နဲ့အတူ stock forest crypto ဘယ်ဟာဘနှောင်းဆုံးပေါ်ခဲ့တာလဲဘယ်ဟာဘလို့အားသာနေတာလဲဆိုတော့တခုချင်းရှင်းပြပါမယ်။ Hello guys ဆလာနိုရဲ့ဇိုင်းမှာ stock ဆိုတာကတော့ကုမ္ပဏီရဲ့ ownership အပိုင်းအစတစ်ခုပါပဲ။ဥမာသင်က Apple ရဲ့ share ကိုဒေါ်လာ10ကျပ်ဖို့ဝယ်လိုက်မယ်ဆိုရင် Apple ရဲ့ဒေါ်လာ10ကျပ်တန် owner ဖြစ်လာပါတယ်။18ရာစု1600နှစ်မှာ네덜란드အလဲပိုင်းဟာ Amsterdam Stock Exchange ကိုတည်ထောင်ခဲ့ပါတယ်။တစ်ချိန်ကခီးသွားကုမ္ပဏီတွေမှာငွေအရင်းကြီးကြီးမှလိုအပ်ခဲ့လို့ရှိရင် investor တွေရှီကိုသွားရပါတယ်။အဲ့ဒီအချိန်မှာတည်ထောင်ခဲ့တဲ့အစောဆုံး public trade ကုမ္ပဏီကတော့ Dutch East India ကုမ္ပဏီပဲဖြစ်ပါတယ်။ဒီနေရာကနေပဲ stock market တစ်ခုလုံးကပေါ်လာခဲ့ပါတယ်။ stock တွေကမျိုးမျိုးရှိတာမို့လို့ဒီ video ထဲမှာအသေးစိတ်ရှင်းမပြတော့ပါဘူး။တကယ်လို့ stock အကြောင်းကိုစိတ်ဝင်စားရတဲ့ဆိုရင် comment မှတ်ခဲ့ပါ။နောက်ထပ် video နဲ့ပြန်လာခဲ့ပါမယ်။ ဒီထဲမှာတော့ stock ရဲ့အားသာချက်အားနည်းချက်တွေကိုအတူတုံးပြောပြပေးသွားအောင်မယ် stock market ကစီးမင်းစည်းကမ်းတွေနဲ့ပြည်စုံပြီးတော့အစိုးရနဲ့ financial authority များကထိန်းချုပ်ထားတာမို့လို့လုံခြုံစိတ်ချမှုရရှိနိုင်ပါတယ် investor တအူးအနေနဲ့ share ကိုငွေထည့်ထားတဲ့အတွက်အချိန်ကြာလာတာနဲ့အမျှ capital gain တွေရနိုင်တဲ့အကျိုးကျေးဇူးတွေလည်းရှိပါတယ် နာမည်ကြီးကုမ္ပဏီတွေကိုယင်းနှိမ့်နှံခဲ့လို့ရှိရင်ဒီကုမ္ပဏီရဲ့တိုးတက်မှုနဲ့အတူတင့်ရဲ့ငွေရလည်းတဖြည်းဖြည်းကြီးထွားလာနိုင်ပါတယ်။ stock market ကပုံမှန် trading hour နဲ့သာအလုံးလုံးတာမလို့အချိန်ကန့်သတ်ရှိပါတယ်။အမြန်ဆုံးအမျက်ရဖို့မလွယ်ကူပဲနဲ့အချိန်ကြာကြာစောင့်ရတတ်ပါတယ်။ကုမ္ပဏီတစ်ခုဒေဝလီခံသွားခဲ့ရင်ဒီကုမ္ပဏီက share holder တွေရဲ့ငွေကြေးတွေလည်းအတူ ဆုံးရှုံးနိုင်ပါတယ်။ stock market ကတည်ငြိမ်တဲ့ ကာလရှည်ရင်းနှီးမြှုပ်နှံမှုတွေလောက်ရပြီးတော့အမျက်ရရှိမှုကလည်းတည်ငြိမ်လာကြောင်းဒီချိန်ထိတည်ရှိနေပြီးလူတွေဆက်ပြီးသုံးဆွဲနေကြတာပဲဖြစ်ပါတယ်။နောက်ပိုင်း20ရာစုမှာနှီးပညာအသစ်တွေပေါ်လာသလို Forest Market ကလည်းပေါ်လာခဲ့ပါတယ်။ Britain Wood System 1944ဒေါ်လာကိုအတိအကအခြေခံထားပြီးတော့နိုင်ငံတစ်နိုင်ငံရဲ့ငွေကိုတိကျတဲ့ exchange rate အတိုင်းညှိထားပေးပါတယ်။1982ခုနှစ်တုန်းက အမေရိကန်သမိုင်းမှာအရေးကြီးဆုံးဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။အဲ့ဒါကတော့ President Nixon က Gold Standard ကိုဖျက်လိုက်တာပါပဲ။အဲ့ဒီချိန်ကစပြီး exchange rate တွေကလွတ်လွတ်လပ်သတ်မှတ်လို့ရပြီးတော့ Forex market ကလည်းတကယ်ကိုတိုးတက်ခဲ့ပါတယ်။ဒီနေ့မှာ Forex market ကကမ္ဘာအကြီးဆုံး market ဖြစ်ပြီးတော့ daily volume 7 trillion ပုံမှန်ရှိနေတဲ့ market လည်းဖြစ်နေပါတယ်။ Forex market ကကမ္ဘာပေါ်မှာရှိတဲ့ငွေကြေးဈေးကွက်အကြီးဆုံးဖြစ်ပြီး liquidity အမြင့်ဆုံးရှိတဲ့အတွက်ဘိုင်းဆဲလုတ်တဲ့နေရာမှာအခက်အခဲမရှိပဲလုတ်လို့ရပါတယ်။၂၄နာရီတစ်ပတ်လုံးဖွင့်ထားတာမို့လို့အချိန်မြွေး trading လုပ်လို့ရတယ်။ leverage များစွာပေးထားတဲ့အတွက်ငွေကိုအလွယ်တကူတိုးမြင့်နိုင်ပြီးတော့အမြတ်ကိုလည်းအလွန်လင်းမြန်စွာရနိုင်ပါတယ်။ leverage မြင့်မားတဲ့အတွက်အမြန်ဆုံးအမြတ်ရနိုင်လို့အမြန်ဆုံးအရှုံးနိုင်ကြီးလည်းရှိပါတယ်။နိုင်ငံတစ်နိုင်ငံရဲ့သတင်းထွက်တဲ့အခါမှာလည်း တရင်ကောင်းတရင်ဆိုးပေါ်မူတည်ပြီးတော့အချိန်အနည်းငယ်တွင်ဈေးနှုန်းပြောင်းလဲနိုင်တာကြောင့်အန္တရာယ်များပါတယ်။ယုံကြည်စိတ်ချလို့မရတဲ့ broker တွေရှိတယ်လို့ scammer တွေလည်းရှိပါတယ်။ forex market ကတကယ့် professional trader တွေအများဆုံးဝင်တဲ့နေရာဖြစ်တာကြောင့် beginner တွေမလေ့လာဘဲနဲ့သွားစမ်းမိလို့ရှိရင်အမြန်ဆုံးငွေဆုံးရှုံးနိုင်ပါတယ်။ crypto 27ရာစုအစောပိုင်းမှာ crypto trading ကပေါ်လာခဲ့ပါတယ်။ 2009စာတိုရှိနာကာမိုတိုဆိုတဲ့အမည်မသိလူတစ်ယောက်ကဘစ်ကွိုင်းကိုစတင်ဖန်တီးခဲ့တယ်။အဲ့ဒီချိန်မှာလူများစုကသိမသိကြသေးပေမဲ့ blockchain technology နဲ့ digital money တွေကိုလွတ်လပ်စွာအသုံးပြုနိုင်တဲ့ concept တွေပေါ်လာခဲ့ပါတယ်။ဒီချိန်တွဲမှာပဲ crypto ကပုံစံအသစ်တွေနဲ့တစ်နှစ်ပြီးတစ်နှစ်ပိုပြီးအဆင့်မြင့်လာခဲ့ပါတယ်။ဥပမာဆိုရင်2019တုန်းက ICO boom ၂၀၂၀မှာတော့ DeFi ရဲ့ yield farming 2021မှာတော့ NFT MetaMask တွေကနာမည်ကြီးလာခဲ့ပါတယ်။ Crypto Market က24နာရီဖွင့်ထားပါတယ်။အဲ့နေရင်လဲဈေးတက်ကြနေတာကြောင့် Trader တွေအတွက်အချိန်ကြီးယူတက်လို့ရှိရင်ယူလို့ရတယ်ခွင့်ရလဲဖြစ်ပါတယ်။ဒီလိုခွင့်ရတဲ့တူတူ NFT လည်းရှိနေပါတယ်။ crypto market က24နာရီခုနှစ်လုံးလုံးဖွင့်ထားတာကြောင့်ချိန်မြေဘိုင်းဆဲလုပ်လို့ရပါတယ်။ဈေးနှုန်းတွေကအလွန်လင်းမြန်စွာတက်ကြနေတာကြောင့်တစ်ရက်အတွင်းမှာပဲအမြတ်ရနိုင်ပါတယ်။ blockchain technology ကြောင့်လုပ်ငန်းစဉ်အားလုံးကိုဖုံးကွယ်ထားတာမရှိဘဲနဲ့ကိုလုံနိုင်လုံနိုင်လောက်ရပါတယ်။ NFT, DeFi, Web3 စတဲ့နည်းပညာအသစ်တွေအတွက်ခွင်လန်းတွေအဆက်မပြတ်ပေါ်လာတာကြောင့်လိလလိုမကုန်တဲ့အသစ်အသစ်တွေအများအားပေါ်နေပါတယ်။ Market volatility ကအလွန်များတာကြောင့်တနအီတွင်းမှာအလွန်ကြီးမားတဲ့ဆုံးရှုံးမှုတွေဖြစ်နိုင်ပါတယ်။ Pump Dump Project တွေနဲ့ Rush Pull Scan တွေများတာကြောင့် Beginner တွေအတွက်အလွန်အန္တရာယ်များပါတယ်။ နိုင်ငံတော်တော်များများမှာဒီအရာကိုလက်မခံသေးတာကြောင့်တရားမဝင်သေးတဲ့နိုင်ငံတွေလည်းရှိပါတယ်။သုံးဥစလုံးမှာလိုအပ်တဲ့အခြေခံ principle တွေကအတူတူပါပဲ။တင်ရဈေးနဲ့တဲ့အချိန်မှာဝယ်ဈေးများတဲ့အချိန်မှာပြန်ရောင်းဆိုတဲ့အဓိကစည်းမျဉ်းစည်းကမ်းကိုလိုက်နာရပါမယ်။ stock forex crypto သုံးဥစလုံးမှာဈေးတက်မလားကျမလားဆိုတာကိုခန့်မှန်းဖို့အတွက် technical indicator တွေ chart pattern တွေသုံးရပါတယ်။ fundamental အနေနဲ့ stock မှာ company တည်င်းတွေ forest မှာ economic data တွေ crypto မှာဆိုရင် blockchain update တွေနဲ့ regulation တည်င်းတွေကိုစောင့်ကြည့်ရပါတယ်လူအများစုကစိတ်လှုပ်ရှားလို့ရှိရင်ဈေးကွက်ကလည်းအတူတူလိုက်ပြီးလှုပ်ရှားပါတယ်ဥမာလူတွေကကြောက်ပြီးတော့အကုန်ရောင်းချသွားလို့ရှိရင် market လည်းဈေးကျပါမယ်ဒါမှမဟုတ်လူတွေကလောဘဖြစ်လာပြီးတော့အရန်ဝယ်နေလို့ရှိရင် market လည်းဈေးတက်လာပါလိမ့်မယ်တင်က stock ကိုဝယ်မယ်ဆိုရင်အဲ့ဒီ company ကိုအချိုးကျပိုင်ဆိုင်သွားမှဖြစ်ပြီးတော့အကျိုးဆက်အနေနဲ့ပိုင်ရှင်တစ်ယောက်ဖြစ်သွားပါတယ် ဒါကြောင့်သင်ဟာအစိုးရ recognition တွေလည်းရပါတယ်။ပြီးတော့တဖြည်းဖြည်းနဲ့လည်းအမျက်လည်းရနိုင်ပါတယ်။ Forest မှာဆိုရင်သင်ဟာနိုင်ငံတစ်ခုရဲ့ငွေကိုတနိုင်ငံရဲ့ငွေနဲ့အလဲလဲလုပ်ရတာဖြစ်ပါတယ်။ဥပမာ USD, EUR, JPY နဲ့ GBP လိုမျိုးဒီမှာတင်ရကုမ္ပဏီအပိုင်မဟုတ်ဘဲနဲ့အစိုးရနိုင်ငံအခြေခံငွေကြေးဈေးကွက်နဲ့ထရိတ်လုပ်ရတာဖြစ်ပါတယ်။ခရစ်တိုကတော့အစိုးရမဟုတ်သလိုကုမ္ပဏီလည်းမဟုတ်ပါဘူး။ ဘလော့ချိန်းနဲ့တိစောက်ထားတဲ့ SS ဖြစ်တာမို့လို့ကိုလုံနေတာကိုဘယ်သူမှလာပြီးထိန်းချုပ်လို့မရပါဘူးဥမာ Bitcoin Ethereum BNB ဒီညမှာတင်းရအမှန်တကယ်ဒီ centralized SS ကိုပိုင်နေတာဖြစ်ပါတယ်ဒါကြောင့် stock forest crypto သုံးခုလုံးဟာအချိန်ကွာခြားမှုလိုက်ပေါ်လာခဲ့ပေမဲ့တူညီချက်တွေရှိနေပါတယ်အဓိကကွာခြားတာတွေကြောင့်တင်းရ risk management တွေ investment goal တွေနဲ့ကိုက်ညီတဲ့ market တစ်ခုကိုရွေးချယ်ဖို့လိုတာဖြစ်ပါတယ်ဒါဆိုရင် တင့်တွက်ဘယ်ဟာပိုပြီးတင့်တော်မလဲတင်ရ long term investor ဆိုရင် stock ဘက်ကို သွားတင်ပါတယ်ဒါမှမဟုတ်တင်ရ daily trader economic သတင်းတွေနဲ့ trade လုပ်ချင်တယ်ဒါဆိုရင်တော့တင် forex ကိုသွားတင်ပါတယ်ဒါမှမဟုတ်တင်ရ high risk high reward ကိုလိုချင်ပြီးတော့ opportunity အသစ်သစ်တွေလည်းလိုချင်နေဆိုရင်တော့ crypto သွားတင်ပါတယ်အဓိကမှတ်ထားရမှာတင်မတက်နိုင်တဲ့ငွေကိုထည့်ဖို့မကြိုးစားပါနဲ့အမြတ်ရဖို့ထက်အရှုံးကိုထိန်းချုပ်နိုင်ဖို့ ပိုအရေးကြီးပါတယ်ကျွန်တော်တို့သမိုင်းတစ်လျှောက်ကိုလိုက်ကြည့်လိုက်လို့ရှိရင် stock ကအနစ်400ကျော်ရှေ့ကြဆုံး market ဖြစ်ပြီးတော့ forex ကကမ္ဘာပေါ်မှာရှိတဲ့ assets တွေရဲ့ market လို့သတ်မှတ်လို့ရပါတယ် crypto ကတော့တက်တန်းနှုသေးပေမဲ့အနာဂတ်မှာအမြန်ဆုံးလှုပ်ရှားနိုင်မယ် market လို့မြင်လို့ရပါတယ်နောက်ဆုံးအနေနဲ့ပြောရင်တော့တင်ရဘယ် market ကိုမဆိုဝင်မယ်ဆိုရင် beginner တွေအနေနဲ့အမြတ်လိုချင်သလောက်ယူရမှာမဟုတ်ဘဲနဲ့ဒီ ကိုယ့်ရဲ့အရင်ကိုမဆုံးရှုံးအောင်စောင့်ကြည့်တတ်ဖို့ကပမာဦးဆုံးဦးစားပေးလုပ်ရမယ့်အရာဖြစ်ပါတယ်။ဒီဗီဒီယိုကြည့်ပြီးသွားပြီဆိုရင်တော့တင်ဟာ stock forex crypto တို့ရဲ့တမိုင်းအားတာချက်အားနည်းချက်တွေကိုသိသွားပြီလို့ယုံကြည်ပါတယ်။ခုကြည့်နေတဲ့သူတွေရောဘယ်ဟောက်ပိုကြိုက်လဲ။ဘာလို့ကြိုက်တာလဲဆိုတော့ကိုမမဝင်မှန်းခဲ့လို့ရပါတယ်။တကယ်လို့တင်က crypto ဘက်ကိုသွားကျင်နေဆိုရင် exchange account ရှိဖို့လိုအပ်ပါတယ်။တင်မှာ exchange account မဖွင့်ရသေးဘူးဆိုရင် Binance ဖွင့်ကျင်တာပဲဖြစ်ဖြစ်ဘေးကက်ဖွင့်ကျင်တာပဲဖြစ်ဆာလာနုရဲ့20% discount link နဲ့ဖွင့်လို့ရပါတယ် Binance မှာတော့ reward တွေမရှိပေမဲ့ဘေးကက် exchange ကိုသွားဖွင့်လိုက်လို့ရှိရင်ဒေါ်လာကနေပြီးတော့ဒေါ်လာ150အထိဘလာမပါကန်ဆက်မဲ့နိုင်လို့ရတဲ့ campaign တစ်ခုရှိပါတယ်ဒီ campaign ကိုတည်ကျင်နေဆိုရင်တော့ဆာလာနုရဲ့ Facebook page မှာသွားဖက်လို့ရပါတယ်ပြီးတော့ဘေးကက် account ဖွင့်ပြီး crypto wallet တစ်ခုရနိုင်တဲ့ campaign လေးတစ်ခုရှိပါတယ်ဒီ campaign ကိုသွားကြည့်ကျင်လဲဆိုရင်တော့အောက်မှာ link ချပေးထားပါတယ် Facebook page မှာသွားဖက်လို့ရပါတယ် See you in the next video guys